အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းမိုင်မှာကြားဖြန့်ကိုင်းတခုကိုရဲတပ်ဖွဲ့စီးနှင်ပြီးတရုတ်20ကိုဖမ်းဆီးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာအွန်လိုင်းကနေငွေကြေးလိမ်လည်တဲ့ကြားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတရုတ်နိုင်ငံသား20ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။အောက်တိုဘာ30ရက်နေ့ကချင်းမိုင်ရဲ့ မေရင်ခရိုင်တဲကအစစ်မြစ်တမိုးကြီးနေအင်းတလုံးကိုအော်တိုဘာ30ရက်နေ့ဒေသစံတော်ချိန်မနက်7:00နာရီဝင်းကျင်လောက်မှာခရိုင်ရဲတပ်ဖွဲ့ရဲ့စိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့နဲ့ထောက်လန်ရေးအရာရှိတွေကဝင်ရောက်စီးနေခဲ့ပါတယ်။နေအင်းကိုဖိတ်ဆို့ပြီးစီးနှင်းမှုအတွက်တရုတ်အမျိုးသား14ဦးနဲ့အမျိုးသမီး6ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းဖက်ပြေးဖို့စူးစမ်းရဲ့လက်မောင်းတစ်ဖက်ကျိုးသွားတဲ့အမျိုးသမီးတအုပ်ကိုစေယုံတင်ပို့ခဲ့ကြောင်းရဲတွေကဆိုပါတယ်။အဲဒီတားဖြန့်ခိုင်ဟာသူတို့ရဲ့လုပ်ငန်းလေပတ်ရနေအိမ်ကို ကလဘတ်လက်သိန်း2000နဲ့ငားရမ်းထားတာဖြစ်ပါတယ်။သူတို့ဟာအကျန်းဖက်မခံရခင်အဲ့ဒီနေရာမှာနေထိုင်နေတာနှစ်လလောက်သာရှိသေးတယ်လို့သိရပါတယ်။အဲ့ဒီအိမ်မှာတော့ online ကနေငွေလိမ်တဲ့လုပ်ငန်းတွေအတွက်အသုံးပြုတဲ့ mobile ဖုန်းတရာကြုံတခြား IT နည်းပညာပစ္စည်းတွေကိုသိသိရမိခဲ့ပါတယ်။သူတို့တွေကငွေလိမ်ဖို့အတွက်ဖုန်းခေါ်ဆိုမှုတွေအများအပြားပြုလုပ်ထားတဲ့မှတ်တမ်းတွေကိုလည်းရဲတွေကရရှိခဲ့ပါတယ်။စီးနှင်းမှုအတွင်းမှာကြားဖြန့်ကိုင်းတာ၁၀ရောက်လောက် ခိုလူယုံထွက်ပြေးသွားနိုင်ခဲ့ပြီးအခုတော့အာနာပိုင်တွေကသူတို့ကိုအပူတပြင်းလိုက်ရှာနေပါတယ်။အဖမ်းခံရသူတွေကိုစစ်ဆေးတဲ့အခါကြောင်သားဗီဇာအလဲအဖက်ဗီဇာကင်ဆောင်ထားသူတွေပါဝင်နေတယ်လို့ဆိုပါတယ်။သူတို့တွေဟာပစ္စည်းလိမ်ညာရောင်းချတာအသက်အာမခံအတွက်ငွေကြေးပေးသွင်းဖို့လှေစာတောင်းဆိုတာမျိုးနီလန်းတွေနဲ့လိမ်လည်နေကြတာပါ ကြားဖြန့်ခိုင်းပြီးဟာထိုင်းလူအဖွဲ့အစည်းကိုကြီးကြီးမားမားချိန်ချောင်းနေပြီးအဲ့ဒီနီလန်မျိုးစုံနဲ့လိမ့်လည်မှုတွေကြောင့်ပြည်သူတွေရဲ့ငွေကြေးဖက်တန်းနဲ့ချီနေစဉ်ဆုံးရှုံးနေကြောင်းရဲတွေကပြောပါတယ်။အရှိတောင်အရှာအခြေစိုက်ကြားဖြန့်ခိုင်းတွေအပေါ်နိုင်ငံတကာအာရုံစိုက်မှုမြင့်တက်လာနေတဲ့ကာလမှာအခုလိုစီးနင်းမှုမျိုးကိုထိုင်းရဲတွေကလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။